။ lobby တွေပြောတာကစိတ်ယုံတွေတော့ပေးကုန်တော့မှာပဲ။เนาะအခြေခံလို့မားတွေတော့ဒုက္ခရောက်ပါဘဝပြတ်ပါပြီလို့ပြောပါတယ်။အဲ့တော့ကျွန်တော်တို့ဆုံးဖြတ်ချက်ထက်မှာဘာပါလဲဆိုတော့ဟောပြန်ကြည့်ကြရအောင်။အဲ့ဒီမှာ sanction ဆိုတဲ့စီးပွားရေးပိတ်ဆို့မှုဆိုတဲ့စကလုံးတစ်လုံးမှမပါပါဘူးဗျာ။တေချာပြူပြဲပြီးဖတ်ပါလို့ကျွန်တော်အဲ့ lobby တွေကိုပြောချင်ပါတယ်။เนาะကျွန်တော်တို့ပြည်သူတွေအခြေခံလို့ဒီမှာလည်းကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့တောင်းဆိုရတဲ့မှာအထယ်ကျုပ်ဆက်ုံတွေပိတ်ပါဆိုတဲ့စကားလုံးလည်းမပါဘူး။နော်အထယ်ကျုပ်ပစ္စည်းတွေကိုစံမှုကုန်လို့ပစ္စည်းတွေမရောင်းပါနဲ့ဆိုတော့မိုဘိုင်ပါနဲ့လည်းတလုံးဝမပါဘူး။ကျွန်တော်တို့ပြောနေတဲ့ဟာကအဲ့ဒီ resolution ဆုံးဖြတ်ချက်ရဲ့အပိုင်းနှစ်ကငယ် 2C မှာပေါ့နော် ပါတာအရင်အရေးကြီးပါတယ်။အဲ့ဒါကပါလဲဆိုတော့နိုင်ငံအားလုံးကိုစစ်အုပ်စုနဲ့စကားအရေးကြီးပါတယ်နော်စစ်အုပ်စုနဲ့လို့ပြောပါတယ်။စစ်အုပ်စုနဲ့ ဆက်ဆံနေတာကိုပြန်လည်သုံးသပ်ပါဘာဖြစ်လို့လဲဆိုတော့မသုံးသပ်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ဒီစေယုစုနဲ့အလုံးလုံးနေတယ်ဆိုရင်တော့စေယုစုကိုအားပေးအားမြောက်ပြုရကြမယ်ဒါတခုနောက်တခုကဘာလဲဆိုတော့ဂျက်လီမြန်စီနဲ့ပတ်သက်လို့ရှိရင်တေးသေးချာသုံးသပ်ဆစ်ဆေးပြီးတော့အလုံးလုံးဖို့လိုပါတယ်ဆိုတော့ပါပါတယ်နော်ဒါကဂျဲလိမြန်ကိုလည်းကျွန်တော်ထင်တယ်ကျွန်တော်တို့မှာရှိတဲ့ဆမ်ဘုတ်ဂုံထုတ်ကဘလို့သမား3သိန်းရှိတယ်လို့ပြောကြတာပေါ့ဗျာ သုံးသိန်းရဲ့ဆယ်ရာခိုင်နှုန်းကကျဲနေမြမစည်းနိုင်ဘူးလို့ကျွန်တော်တို့မြင်ပါတယ်။ဒါဆော်ကားတာမဟုတ်ဘူးပဂရိစီးပွားရေးအခြေအနေကြောင့်ကျွန်တော်ပြောတာပါ။ဟိုဆိုဗာလဲဟိုအရင်အင်မတန်အရေးကြီးတဲ့ကျန်းမာရေးအခြေအနေကြောင့်လို့ဘာလို့ကြောင့်စီးကြရမှာပေါ့ဗျာ။ဒါပေမဲ့ကျွန်တော်တလားတစ်ခါတော့ဘယ်သူမှတော့မစည်းနိုင်ဘူးလို့ကျွန်တော်ထင်ပါတယ်။ဒါမှမဟုတ်ကျဲလိမ်မြစီပိတ်တာကကျွန်တော်ရဲ့ဆက်မှုကုံထုတ်လုံသမားတွေပေါ်မှာဘလို့မှတည့်အောင်မရှိဘူးလို့ကျွန်တော်ပြောချင်ပါတယ်။ အဲ့တော့ခင်ဗျားတို့ကဗျာလောင်စာကိုဗာလဲမီးမလာဘူးလို့ပြောမီးလာတာတော့ခင်ဗျားစေုပ်စုတာဝန်နေဗျာတို့ရောတို့ကိုတို့အစိုးရခေါ်တာနဲ့စေုပ်စုရဲ့တာဝန်ဖြစ်တယ်ဆိုတော့တာဝန်ရှိတဲ့လူကိုသွားပြောပါအားရလူကိုမပြောပါနဲ့ကျွန်တော်တို့မပြောပါနဲ့ဒါတခုပါနောက်တစ်ချက်ပါတာရှိပါတယ်ဗာလဲဆိုတော့စေုပ်စုရဲ့ငွေတွေလွတ်လွတ်လပ်လပ်စည်းစင်းနေမှုကိုပြန်လည်ပြီးသုံးသပ်ပါလို့ပြောထားပါတယ်အဲ့တော့ကျွန်တော်တို့စေုပ်စုရဲ့ငွေကကျွန်တော်တို့ဒီပြည်သူတွေရဲ့ငွေတွေမဟုတ်ပါဘူး စေယုစုရဲ့ငွေဆိုတာဥပိုင်လူမင်းတွေကငွေတွေကိုပြောတာပါနော်မြဝရိပန်ကငွေတွေကိုပြောတာပါခင်ဗျာနော်နောက်တစ်ခါမင်းအွန်လိုင်းသားသမီးတွေရဲ့ငွေတွေကိုပြောတာဆိုဝင်းသားသမီးတွေရဲ့ငွေတွေကိုပြောတာခင်ဗျာအဲ့ဒီငွေတွေကိုကျွန်တော်တို့ကတော့စမ်းစစ်ဖို့လိုပါတယ်ပိတ်ပင်မယ်လို့မပြောသေးဘူးနော်စမ်းစစ်မယ်လို့ကျွန်တော်ပြောတာပါအဲ့လိုစမ်းစစ်တဲ့ဟာမှာကျွန်တော်တို့အခြေခံစမ်းမှုကုံထုတ်မှရှိတဲ့တော့၎င်းကျွန်တော်တို့ရဲ့ဒီဝန်တန်းလောကမှာရှိတဲ့လူလူကောင် ဘလို့တဲအောင်မှုရှိမလဲဆိုတော့ကျွန်တော်တော့မပြောတတ်ဘူးလော်ဘီတွေကတော့တအားအော်နေပြီပေါ့ဗျာဒါပေမဲ့ကျွန်တော်ပြန်ကျွန်တော်တို့သေးသေးချာချာစာကိုစီစစ်ပြီးတော့ရေးတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အခြေခံဆွဲမှုကုံထုတ်လို့ဓမ္မာဒီပုံမှာထိခိုက်မှုမရှိအောင်ကျွန်တော်ရေးထားတာဖြစ်တယ်အတင်းလာပြီးထိခိုက်မယ်လို့ပြောတဲ့လူတွေဆိုရင်မေးပါမေးပိုင်ခွင့်ရှိတယ်နော်မမေးရဘူးလို့ပြောရင်လည်းဒါမဟုတ်သေးဘူးအခုကျွန်တော်ဖြေတယ်လို့ပဲပြောပါ အဲ့ဒီဂျက်နေမြန်စီပိတ်တဲ့ကိစ္စကျွန်တော်တို့ဘာကြောင့်အလုပ်ပြောရမှာလဲဆိုတဲ့ကိစ္စတစ်ခုနောက်တစ်ခါဆမ်ဟိုစစ်တပ်ရဲ့စီးပွားရေးမင်းအွန်လိုင်းသားသမီးစီးပွားရေးကိုပိတ်တာကကျွန်တော်တို့ဘာလို့အလုပ်ပြောရမှာလဲဆိုတာကိုမေးကြပါလို့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အပိုင်းနှစ်ကငယ်ကအရန်အရေးကြီးပါတယ်အဲ့ဒါဖတ်ကြပါအဲ့ဒီဟာကလုံးဝတနိုင်ငံလုံးကိုစီးပွားရေးပိတ်ဆို့လိုက်မယ်ဆိုတာမဟုတ်ပါဘူးရေးမထားပါဘူးဆိုတာကိုကျွန်တော်ပြန်တင်ပြချင်တာပါခင်ဗျာ ဟိုချမ်းသာတဲ့လူတွေရှိတယ်ဗျာဒါတို့မိမိဘဟိုဆွေမျိုးအားလုံးတွေကအစော်ကြီးတဲ့အကောင်းဆုံးကောင်းဝယ်လုပ်ပြီးချမ်းသာတဲ့လူတွေအယောင်းဝယ်လုပ်နေတဲ့လူတွေအဲ့ဒီလူတွေရှိသောဂွင်နဲ့လုပ်နေတဲ့လူတွေရှိတယ်နော်တို့စစ်တပ်ရဲ့ဂွင်ပေါ့ဗျာမသူသားသမီးနဲ့ပေါင်းတယ်တို့ဟိုဟာတို့ပေါင်းတယ်ဒီမင်းသားတွေမင်းသမီးတွေအဲ့ဒီလူတွေတော့ထိမှာပဲနော်အဲ့အဲ့ဒီလူတွေကအခြေခံလူတန်းစားတော့မဟုတ်အဲ့ဒါတော့ရှင်းအောင်ပြောပြမယ်နော်ဒီအချိန်မှာဆေးဟုတ်ဆွနဲ့ဟိုဗီဒီယိုရိုက်တာတို့ရုပ်ရှင်ကော်မတီတို့ဆေးသွင်းတာတို့နောက်ဆုံးပါလေ ဟိုဆိုလာပြားတွေသွင်းတဲ့လူတော့အဲ့ဒါတွေအားလုံးကမင်းအောင်လိုက်သားသမီးလောက်တာတော့အဲ့ဒါတော့ကင်ခံရမှာအဲ့ဒါတော့ရှင်းတယ်နော်ဘယ်နာမည်နဲ့လို့လို့နော်အဲ့ဒါတော့အကင်ခံရမှာအကင်ခံရမယ်ဆိုရင်ဘလို့ကင်မှလဲလို့မင်းရှင်းပြမယ်ရှင်းရှင်းလေးပါပဲနော်အမေရိကကနေပြီးတော့ sanction ချထားတာရှိပါတယ် sanction ချထားတာကိုယီနေကြတယ်ဘာမှမဖြစ်လို့လေဒါပေမဲ့သတိထားကြည့်ပါစင်ကာပူကနေပြီးတော့ ဒီမြန်မာဟိုမြန်မာ airways ရဲ့ဟို စင်ကာပူဘာနေရနေပြမြန်မာ airways ရဲ့ဒီဒီဘာအကောင့်တွေကိုပိတ်လိုက်ပါတယ်နော်ပြူလူပြဲတဲ့ဖြစ်သွားတယ်နောက်တစ်ခါဘင်္ဂလားဒေ့ရှ်ကစိုနာလီဘန်ကနေပြီးတော့ဒီမြန်မာကိုကိုပါလဲ MFT မြန်မာ Foreign Trade Bank နိုင်ငံသားကုန်သွယ်ရေးဘဏ်နဲ့ MEC မြန်မာစီးပွားရေးဘဏ်တို့အကောင့်တွေကိုပိတ်လိုက်တယ်ပြူလူပြဲတဲ့ဖြစ်တယ်နေပြည်တော်ခေါ်ပြီးဆွဲလာဆိုလာလို့ဒါဘာမှလုံးလို့မရအောင်ဘာကြောင့်လဲသိလား ဘာဖြစ်လို့လဲဆိုတော့အမေရိကန်ကချထားတဲ့ sanction က secondary sanction ဆိုတာရှိတယ်ဒုတိယကူညီတဲ့လူကိုလိုက်တဲ့ sanction အဲ့တော့စီးပွားရေးပိတ်ဆို့မှု လုပ်ထားတယ်သူတို့ကသတ်မှတ်ထားတယ်စေအုပ်စုကိုသတ်မှတ်ထားတယ် MFTB MECB တို့ကိုသတ်မှတ်ထားတော့အဲ့ဒီလူတွေကိုအကူအညီပေးတယ်ဆိုရင်ဒီဘဏ်တွေပါ penalty ပေါ့နော်တက်ရောက်မှုရှိတဲ့အတွက်ကြောင့်အဲ့ဒီဟာကိုကျွန်တော်တို့ကတိတိကျကျလိုက်ပြီးတော့ပြောပါမယ်လုံးမဲ့လုံငန်းကိုဖွင့်ပြောနေတာနော် လုံးမဲ့လုံးကောင်းကိုကျွန်တော်ဖွင့်ပြောနေတာပါဒါကျွန်တော်တို့ကွယ်ကွယ်စရာအကြောင်းလည်းမရှိပါဘူးဆိုတော့အဲ့ဒီဟာဒီစေအုပ်စုရဲ့ diet ဟာလုံးကောင်းကိုကျွန်တော်လုံးမဲ့ဆိုတဲ့ကိစ္စကိုကျွန်တော်ပြောနေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီပုံမှန်ပြည်သူဖြစ်ပါတယ်ဆိုရင်အဲ့ဒီနိုင်ငံတွေမှာ license ပြန်တောင်းလို့ရတယ်ခင်ဗျာမဟုတ်ဗမာပြည်မှာလို့အခုစေအုပ်စုလို့သူစီးမဲ့ကားမဲ့မဟုတ်အကဲရများအထင်နဲ့ပေါ့နော်အပိတ်ခံရတဲ့ဆိုရင် ကိုက တကယ်ကိုဖတာကိုရောင်းဝယ်လုံးနေတာစေအုပ်စုမှာ သက်ပါဘူးတက်တဲ့ပြနဲ့ပြန်ဖွင့်မိတယ်เนาะအဲ့ဒီဟာကအမေရိကန်နိုင်ငံကလှုပ်ထားတာကဟိုသမ္မတထရမ့်လက်ထက်မှာနေမဟုတ်ပါဘူးเนาะသမ္မတဘိုင်ဒန်လက်ထက်မှာနေလှုပ်ထားတာဖြစ်တယ်အပြင် UK ကလည်း OFSI ဆိုတဲ့ဟိုဟာရှိပါတယ်ရုံးရှိပါတယ်ဒီ sanction နဲ့ပတ်သက်တဲ့ဟာကိုစုံစမ်းစစ်ဆေးလိုက်တာပါအဲ့တော့ဒီနိုင်ငံတွေကကျွန်တော်တို့ကတိတ်ပြီးတော့ဟိုကြီးတဲ့နိုင်ငံမဟုတ်တော့ဗျာကျွန်တော်တို့အာရုံတိတ်မဆိုင်ဘူး ရုရှားကိုအဓိကချနေကြတယ်။ဒါပေမဲ့အခုအာအေလိုသုံးပြချက်ကျသွားပြီ။အာအေလိုဆိုတာပါလေအာအေလိုဆိုတာအလုံးကိုသိစေချင်တာကုလသမဂ္ဂအဖွဲ့ဝင်တစ်ခုဖြစ်ပါတယ်။အာအေလိုဆိုတာလူမသမဂ္ဂကိစ္စတွေအထူးလောက်တာဖြစ်ပေမဲ့ UN ရဲ့ member body ကုလသမဂ္ဂရဲ့အဖွဲ့ဝင်ဖွဲ့စည်းဖြစ်တဲ့အတွက်ကြောင့်ကုလသမဂ္ဂရဲ့မှာပါတဲ့အစိုးရဒီအလုံးအပြင်ကိုအလို့သမားတွေအားလုံးအလို့ရှင်တွေအားလုံးပါတဲ့အဖွဲ့အစည်းဖြစ်တယ် သူ့ရဲ့ကွန်ရက်ကပိုကြီးပါတယ်အဲ့တော့ဆုံးဖြတ်ချက်ချပြီးပြီဖြစ်တဲ့အတွက်ကြောင့်အမေရိကန်နိုင်ငံရဲ့ဆန်ရှင်လဲကျွန်တော်တို့ပံ့ပိုးမှုလုပ်မယ်ဒါကသူလှုပ်ထားတဲ့ဂျက်လင်မြန်နဲ့ပတ်သက်တဲ့ကိစ္စเนาะနောက်ထပ်တစ်ခါငွေရေးကြေးစည်းစိမ်မှုကျွန်တော်လုပ်မယ်เนาะဒါကလည်းကျွန်တော်အားလုံးကကြားထားပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလုပ်ငန်းတွေကိုတော့ကျွန်တော်တို့ကမကြားခင်စပါမယ်လို့ကျွန်တော်အားလုံးကိုပြောနိုင်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာကျွန်တော် background မှာ NUG နဲ့ NUCC ပါပါတယ် အဲ့ဒါကိုရုရှားကပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်အင်မတန်ရည်ရပါတယ်เนาะရုရှားနိုင်ငံကဒါကိုရုရှားကိုယ်စားလှယ်ကန့်ကွက်တယ်တရုတ်ကကန့်ကွက်တယ်အဘဲလာရုစ်ကကန့်ကွက်တယ်နောက်တစ်ခါလာအိုစ်ကကန့်ကွက်တယ်ပေါ့ဗျာကျွန်တော်တို့ဒီဆုံးဖြတ်ချက်ကိုဒါပေမဲ့ရုရှားကတော့ဒီကျွန်တော်တို့လူကိုယ်တွေကိုကန့်ကွက်ပါတယ်အဲ့တော့ပြောချင်တာကတော့သူ့ရုပ်ောက်ပွဲကိုထောက်ခံမဲ့လူတော့၄နိုင်ငံရှိနေပြီဒါကတော့ကျင်းသေးတယ် နောက်ထပ်အိန္ဒိယပါလားမပါလားကျွန်တော်မသိဘူးသို့တော့အိန္ဒိယအနေထားသည်အေအေကြောင့်အများကြီးပြောင်းလဲနေပြီလို့ကျွန်တော်မြင်တယ်အပြစ်မှန်ကိုမြင်တယ်အငြင်းမြေဆိုးမှုမှုမလုံနိုင်ဘူးဆိုတော့သိတဲ့အတွက်ကြောင့်အပြောင်းလဲဖြစ်နေတယ်ရခိုင်ဒေသဘက်မှာပေါ့နော်နောက်ထပ်တစ်ခါကျွန်တော်တို့ဒီဘက်မှာမရှိဘက်မှာကြည့်မယ်ဆိုရင်လေ KNU ကနေပြီးစခန်းတွေတစ်ခုပြီးတစ်ခုတောက်လျှောက်ပေါ့နော်တနင်္သာရီကနေစပြီးတော့ ကျွန်တော်တို့ဒီဒီဘယ်လိုခေါ်အောင်လဲကျွန်တော်တို့ဒီကရင်ကရင်ဒီဒေသထီကစကန်းနေအကုန်သိမ်းနေကြတာအဲ့ဒါကလည်းအင်းနေချင်းနိုင်ငံအမြင်နေရတာပဲနော်မှတ်တမ်းတွေလည်းရှိနေတာပေါ့ဆိုတော့အင်းနေချင်းနိုင်ငံတွေကဘင်္ဂလားဒေ့ရှ်နောက်ဖက်မှာဆိုရင်ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယကမြင်နေတယ်ဒီဘက်ချမ်းမှာဆိုရင်ထိုင်းကမြင်နေတယ်ထိုင်းမြင်နေဆိုရင်အာဆီယံတခုလုံးမြင်တဲ့သဘောရှိပါတယ်ဆိုတဲ့အတွက်ကြောင့်ဆေးဥစုကဘလောက်ပဲလုံနေလုံနေပါ သူ့ကိုထောက်ဟိုထောက်ခံမဲ့ရုရှားရှိတယ်ချိုင်းနာရှိတယ်ဘယ်လာရုရှိတယ်ဒါကျွန်တော်တွက်လို့ရတယ်အာအပြင်းထန်ဖြစ်လာရင်ဒီကျွန်တော်တို့လီဘီးယားတို့ဘာလို့ပေါ့နော် အာနာရှင်တွေအာချီးစိုးတဲ့နိုင်ငံတွေကဖြစ်မယ်အများဆုံး10ခုပေါ့ဗျာသို့တော်တကမာလုံးကတော့အခုဒီနေ့မနေ့ကကျွန်တော်တွေ့ရရင်နေထားရတော့ဆေးဥစုဆိုရင်တော့အာနှာခေါင်းတော့မရှုံသေးဘူးသို့တော်ခက်တီတီပဲကြည်နေတယ်ဆိုတာကိုတော့ သူ့ကိုကူမဲ့လူကတော့တော်တော်ရှားနေတယ်ဆိုတော့အားလုံးအဲကျွန်တော်တို့မြင်တာပေါ့နော်ဒါကြောင့်မို့လို့အားလုံးကလည်းကျွန်တော်အတိပေးချင်တာရွေးကောက်ပွဲဘယ်လောက်ပဲလုပ်လို့ပါကိုသွားမဲမထည့်ဘာမှလုပ်လို့မရပါဘူးအဲ့ဒါမှလည်းကျွန်တော်တခုတင်ပြချင်ပါတယ်ကျွန်တော်တို့ရွှေပြောင်းအလုပ်သမားတွေပါကျွန်တော်တို့အခုတီးရတာကတော့မကြခင်ဒီပိုင်းအောင်ကတ်နေပဲထိုင်းနိုင်ငံမှာနော်နေလို့ရရတယ်လို့စာထွက်ပါလိမ့်မယ်လို့ကျွန်တော်ကြားနေရပါတယ် CI လုံးဆောင်မလို့ဘူးလို့ကျွန်တော်ကြားနေရပါတယ် လုံးချင်တဲ့သူတော့လုံးပေါ့လုံးကြပါတော့သို့တော့အများစုကိုတင်ပြချင်တာကထိုင်းနိုင်ငံကနေပြီးတော့ဝန်ကြီးဌာနကနေပြီးတော့ပန်းရောင်ကနေပဲနောက်ထပ်နေလို့ရတယ်ဆိုတဲ့အကြောင်းအာစာထွက်မလို့ကျွန်တော်ကြားနေပါတယ်အဲ့တော့ပြောချင်တာကပန်းရောင်ကရှိရင်ထိုင်းစနစ်ထဲမှာဝင်နေပြီလေအလုံးလုံးလို့ရနေပြီအဲ့တော့အလုံးလုံးလို့ရတယ်ဆိုရင်ဆေးဥစုနဲ့ပတ်သက်ဖို့မလိုပါဘူးဗျာ ဟုတ်တယ်နော်မင်းငါတို့မဲလာမတဲ့လို့မင်း password မတိုးပေးဘူးတော့ဗျသူကသူပြောချင်တာပြောလေနောက်ထပ်နှစ်နှစ်ကတော့နေလို့ရနေသေးတယ်အဲ့ချိန်မှာဒီကောင်ပြုတ်သွားနိုင်တယ်ဘူချောင်းလာတွင်းမှာလည်းပြုတ်သွားနိုင်တယ်အချိန်နေသူမကောင်းဘူးမင်းအောင်လိုက်အဲ့တော့အဲ့ဒီဟာတွေကိုကျွန်တော်တို့သတိပြုပြီးတော့ကျွန်တော်လူတွေရွေးကောက်ပွဲအေးလှုပ်လဲသူ့ဘာသူလှုပ်ပေါ့ကိုကမဲသွားမထက်ဘူးအရေးကြီးတာအဲ့တော့ပြေးမှာပြေးပမှာရောက်နေတဲ့ဒီရွှေပြောင်းလို့သမားတွေကိုပြောချင်တာကပတ်စံထဲ့တယ်ငါတို့ဒီမိုကရေစီတွေပတ်စံထဲ့တယ်ဆိုတာမပြီးပါဘူး သွားပြီးတော့မဲမထဲဖို့ဆိုတော့ကလည်းအရေးကြီးပါတယ်ကိုလိုချင်တဲ့အပြောင်းလဲကိုလိုချင်ကိုကိုယ်တိုင်ပါပါတယ်ပတ်စံထည့်ပေးုံနဲ့တော့မပြီးသေးဘူးခင်ဗျအဲ့တော့ပတ်စံထည့်ပေးတာပဲအများကြီးဆိုဟုတ်တယ်ဒါကိုလက်ခံတယ်တိမပြူတယ်လေးစားတယ်ဒါပေမဲ့ကိုကိုယ်တိုင်ကလည်းခိုင်ခိုင်မာမာရပ်ဖို့တော့လိုပါတယ်လို့ဒါကြောင့်မို့လို့ရွေးကောက်ပွဲဆိုဒီကောင်ဘလောက်ပဲလုံးလို့ကျွန်တော်ပြောဆိုပြည်ပြည်ဆိုင်မှာတော့မနေ့ကမဲခွဲဆုံးဖြတ်ဖို့တော့အနေထားကိုမရောက်ဘူးတို့လေးနိုင်ငံပဲရှိတယ်လေးနိုင်ငံပဲရှိတယ် ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာဆေးဟုတ်စုအခြေအနေပြည်ပဆိုင်ရာမှာလည်းမကောင်းပါဘူးเนาะပြည်တွင်းမှာလည်းနေမေးတွေရှုံးနေပါတယ်ရွေးကောက်ပွဲသူကတော့လုံးမှာပဲအသေးတန်သူ့အတွက်ကိုသူအနည်းဆုံး၄နိုင်ငံထောက်ခံဖို့ပေါ့เนาะသို့တော့ကျွန်တော်တို့တိတ်မှုကြမလို့ပေါ့အေးကြီးတာကိုကမမမမရက်ပြီးတော့ကိုဂရန်ကပြောင်းလဲမှုလူချင်းတော့မဲသွားမထည့်ဖို့ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်အာဒီဆေးဟုတ်စုကိုကျွန်တော်တို့ကလက်နဲ့မကင်ဘဲနဲ့အကြမ်းမဖက်တဲ့နီးနဲ့ ဖီအားပေးလို့ရတာကဒီလို article 33လို့အပြည့်ပြည့်ဆိုင်ရာကနေပြီးတော့အဖွဲ့အစည်းတစ်ခုကနေပြီးတော့လုပ်ရတဲ့လုပ်ငန်းတွေလုပ်လို့ရပါတယ်ကျွန်တော်တဲခင်နဲ့ထောင်တော့လုပ်ခဲ့ပါတယ်အဲ့ဒီတုန်းကတော့ငုနာတင်ပြသလိုပေါ့ဗျာသုံးမွေဆိုင်မရှိခဲ့ဘူးအလုပ်သမားတမက်ကနေ FTUB နေနဲ့ပဲဆောင်ရွက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပုံမှာလဲစေုပ်စုကတုံ့ပြန်ပြီးတော့စကားပြောတာလို့ပါလို့ပြန်လုပ်လာပါတယ်ဒါပေမဲ့ကျွန်တော်တို့မှားသွားတယ် ကျွန်တော်မှားသွားတာက2012ခုနှစ်မှာကျွန်တော်တို့ကဒါကိုပြန်ဖြေလျှော့ပေးပါဆိုပြီးတော့ကျွန်တော်တို့ပြောခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့မှားပါဆေးဥစုလွတ်သွားတယ်ပေါ့နော်လွတ်သွားပြီးတော့ဖီးအားလွတ်သွားပြီးတော့ဘာမှဆက်မလုပ်ခဲ့ဘူးသို့တော့အခုကျွန်တော်လေးနှစ်အတွင်းမှာစူးစမ်းခဲ့တယ်အားလုံးပါဝင်လို့နော်အခုတက်တေထွက်ပေးတဲ့လူတွေလည်းကျေးဇူးတင်တယ်ဆန္ဒထုတ်ဖော်ပေးတဲ့လူတွေလည်းကျေးဇူးတင်တယ်သတင်းမီဒီယာလည်းကျေးဇူးတင်တယ် ဒီ interview တွေဖြစ်အောင်စီစဉ်ပေးတဲ့လူတွေလည်းကျေးဇူးတင်တာအားလုံးကျေးဇူးတင်တာအားလုံးပါဝင်လို့မနေ့ကကျွန်တော်အောင်ပွဲရတာဖြစ်လေအဲ့ဒါအဲ့အောင်ပွဲမှာခင်ဗျားတို့လည်းပါတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်အထူးသဖြင့်အခြေခံလူသမားတွေပါเนาะကျွန်တော်တို့ကျုပ်တို့နဲ့ပါဆိုင်လို့ဆိုင်ပါတယ်အပြောင်းလဲဖြစ်ဖို့ကတနိုင်ငံလို့ဖြစ်ဖို့တော့ကခင်ဗျားတို့လည်းပါပါတယ်အဲ့တော့ခင်ဗျားတို့ပေးတဲ့ဒီဒီသက်ဆိုင်ရာအချက်လက်တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကပြပြချာမှာတင်ပြရတာဖြစ်ပါတယ်လို့ဒါကြောင့်မို့ခင်ဗျားတို့ကိုယ်တိုင်လှုပ်တဲ့လှုပ်လို့ကျွန်တော်က နားလည်စေချင်ပါတယ်လက်ခံစေချင်ပါတယ်အဲ့တော့ရှင်းဆက်ပြီးသွားမယ့်နေရာမှာကျွန်တော်တို့သုံးပွင့်ဆိုင်နေနဲ့ဆက်သွားပါမယ်ကျွန်တော်တို့အားပိုရှိပါတယ်တက်ခင်2000နဲ့စာလို့ရှိရင်เนาะအဲ့ဒီမှာလည်းပါဝင်ကြပါကျွန်တော်ပြောဆိုအချက်လက်တွေပို့ပေးပါဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်ပါအဲ့ဒီအဖွဲ့အစည်းရဲ့နာမည်နဲ့အားလို့တင်ပေးမှာပါငါကတော့ဒီလိုဒီဒီလူငယ်အဖွဲ့အစည်းဖြစ်တယ်ဆိုရင်အဲ့ဒီလူငယ်အဖွဲ့အစည်းနာမည်နဲ့ပေးပါကျွန်တော်အားလို့ဒီအဖွဲ့အစည်းနာမည်နဲ့တင်ပေးပါမယ် ကျွန်တော်တို့ကဘာလို့တင်ပေးမယ်လို့ပြောတာလဲဆိုတော့ကျွန်တော်တို့ဒီအားရလုံးမှာအဖွဲ့ဝင်ဖြစ်တဲ့အလို့မှတမကအဖွဲ့ချုပ်ရအဖွဲ့ဝင်တွေဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့တင်ပိုင်ခွင့်ရှိတယ်။ကျွန်တော်တို့တင်ပေးပါမယ်။သို့တော်သက်ဆိုင်ရာ အဖွဲ့စည်းရဲ့နာမည်ကို ကျွန်တော်တို့ credit ပေါ့နော်နာမည်ကိုထည့်ပေးပါမယ်။အဲ့ဒီလိုပါဝင်လုပ်ပေါင်းလုပ်ဆောင်မယ်ဆိုရင်ကျွန်တော်တို့နှစ်မကူပါဘူး။နော်ရွေးကောက်ပွဲလဲအလကားပါပဲ ကျွန်တော်တို့အားလုံးဝိုင်းလုပ်ကြပါလို့ကျွန်တော်အားလုံးကို တောင်းဆိုချင်ပါတယ်ကျေးဇူးပါ thank you